ားလုံးပဲမင်္ဂလာပါညီကတို့အားလုံးစောင့်မော်နေတယ်ညီကတို့ရဲ့ Football Day Idea ကညီကတို့ရဲ့ရှေ့ကိုပြန်လဲပြီးတော့ရောက်ရှိလို့လာပြီပဲဖြစ်ပါတယ်ဗျမနေ့ကကျွန်တော်ရဲ့ဗီဒီယိုကိုကြည့်လိုက်ရတဲ့ Brother တွေကျွန်တော်ရဲ့ Telegram Channel မှာရှိနေတဲ့ညီကတို့ရဲ့အားလုံးပဲရားလိုက်မယ်လမ်းလိုက်မယ်လို့ကျွန်တော်ထင်တယ်ကျွန်တော်ရွေးချယ်ခဲ့တဲ့ Arsenal ပွဲ Goal ပေါ်ခဲ့တယ်လို့ပဲညီကတို့အတွက်ညနေပိုင်းတစ်ဖက်အနေနဲ့တင်ပေးခဲ့တဲ့ RB Leipzig ပွဲလေးဟာဆိုရင်လည်း Body အောင်ခဲ့တယ် Goal လည်းပေါ်ခဲ့တာကိုကျွန်တော်တွေ့ရတယ်ကျွန်တော်ရဲ့ Telegram Channel မှာလည်းတင်ပေးခဲ့တဲ့ Bayern ပွဲကလည်းထုံနီး၎င်းမှာပဲ Body အောင်ခဲ့တယ်လို့ ဂိုးလည်းပေါ်ခဲ့တယ်ဗျဒါကြောင့်မလို့ကျွန်တော်ရဲ့ Telegram Channel လေးကိုလာရောက်ပြီး join ပေးကြပါအောင်လို့ကျွန်တော်ဒီကနေပဲညီကိုတို့အားလုံးဖိတ်ခေါ်လိုက်ပါရစေခင်ဗျ Okay ဒီနေ့ညမှာလည်းတပွဲကောင်းလေးဖြစ်နေကျွန်တော်ရဲ့ brother အတွက်ကျွန်တော်ထပ်မံရွေးချယ်ပေးခြင်းနဲ့ပွဲစဉ်လေးကတော့ Serie A ပွဲစဉ်တွေထဲက Cagliari ရင်းနဲ့ Roma ပွဲစဉ်တွေပဲဖြစ်ပါတယ်ဗျပေါ့ချေကတော့ Roma ကနေပြီးတော့တလုံး49ချေးပေးထားတယ်ဂိုးပေါင်းကတော့နှလုံးကို40ရှုံးချေးပေးထားတာကိုကျွန်တော်တို့အားလုံးတွေ့ရတယ်ဗျဟဲ့တွေ့ရရ Roma က Cagliari ကို16ပွဲနိုင်5ပွဲရှုံး6ပွဲတည်ရလက်ထွက်ထားတယ် Cagliari တို့ကနောက်ဆုံး၅ပွဲမှာ၂ပွဲဆုံး၃ပွဲတွေရလနဲ့နိုင်ပွဲတွေဇက်တိုက်ပျောက်ဆုံးနေတာလည်းဖြစ်တယ်ဗျ။ရိုမာတို့ကတော့နောက်ဆုံး၅ပွဲမှာ၄ပွဲဇက်တိုက်အနိုင်ရလက်ထွက်ထားပြီးလောလောလတ်လတ်တော့နာပိုလီကိုဝန်းစည်းဆိုတဲ့ရလနဲ့အိမ်ကွေးမှာရှုံးထားတာကိုကျွန်တော်တွေ့ရတယ်။ဒီရသည်ရိုမာတို့ကရမ28မက်နဲ့အဆင့်၄နေရာမှာယက်တိလျက်ရှိနေပြီးအဆင့်၁နေရာကအင်တာမီလန်နဲ့၃မက်အကွာမှာတပွဲလိုအနေထားနဲ့ဖြစ်နေတာကိုအားလုံးတွေ့ရတယ်။ဒီအချိန်မှာနာပိုလီ AC မီလန်တို့ကပွဲချက်တွေကစားရမှာဖြစ်တဲ့အနေထားမို့လို့ရိုမာတို့ကဒီခွင့်ရ ေးကိုအမိရဆုတ်ကင်ပြီးဇရားထိတ်ကိုတက်လန်းရဖို့ဒီပွဲကိုမဖြစ်မနေအနိုင်ကစားသွားဖို့ရှိနေတယ်ဒါကြောင့်မလို့ကျွန်တော်ကတော့ရိုမဘော်ဒီကိုပို့ကြိုက်တယ်ရိုမဘော်ဒီပေးခြင်းနဲ့ဂိုးပေါင်းလေးရဆိုရင်တော့သေရလည်းဖြစ်နိုင်ခြင်းများပေမဲ့ညီကိုတို့တက်တော့ဂိုးဘော်လေးကိုပို့ပြီးတော့ကြိုက်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ရဲ့ရွှေညီကိုတို့အတွက်ဂိုးဘော်လေးကိုရွေးချက်ပေးလိုက်ပါတယ်ဗျဆုံးနေချီသွားပေးတဲ့တန်းညီကိုတို့တယောက်ချင်းစီတိုင်းကိုချစ်သူတင်ပါတယ်တပွဲကောင်းလေးမောင်းတလေးလည်းတင်ဆက်ပေးသွားမှာမလို့ကျွန်တော်ရဲ့ Telegram Channel လေးကိုလည်း join ထားပေးကြပါအောင်ဗျ